Hello, so, I'm uh, the little prince, a bank on a goya lava be a bank on a ma, barry piomless rau, salida jam no. Okay, as on yes, I soon learned to know this flower better. On the little prince planet, the flowers had always been very simple. They had only one ring petals, they took up no room at all. They were a trouble to nobody. One morning, they would appear in the grass, and by night, they would have faded peacefully away. But one day, from a seed long from no one knew where, a new flower had come up, and the little prince had watched very closely over this small sprout, which was okay. not like any other small sprout on his planet. It might, you see, have been a new kind of bow, but... Okay, uh, oh. ဒီစကြောင်းပြောနေတဲ့ဦးလေးကသူကသူကသူတွေးနေတာဗောလေ I saw learn to know this flower better အဲ့တော့ဒီပန်းလေးချောင်းကိုကျွန်တော်ပို့ပြီးတော့လေ့လာမိပါတယ်ဗောနော်အဲပို့ပို့ပြီးတော့သိလာခဲ့တယ် on the little prince planet little prince minta လေးရဲ့ချိုးပေါ်မှာ the flowers had always been very simple ပန်းတွေဆိုတာကအမြဲတမ်းဟောဒီပုံမှန်ရိုးရိုးရှင်းရှင်းပဲရှိကြတယ် uh they had only one ring of pate maybe သူတို့မှာပေါ့နော်ဒီ pate ပုံဖက်ပွင့်ဖက်လေးရာတစ်ထပ်ပဲရှိတာမျိုးပေါ့နော်အဲ့လိုမျိုးပဲရှိလိုက်မယ် they took up no room at all ပြီးတော့လုံးဝနေရာမရှိတဲ့ပန်းလေးတွေပေါ့ဒီတိုင်းပဲသူကသူအာဒီစင်ပြေသူတို့ပေါက်နေပြီးတော့လုံးဝနေရာမရှိချဘူး they were a travel to nobody ဘသူတူတယောက်ကိုမှလည်းဒုက္ခမပေးကြဘူးဒီတိုင်းပဲဒီပေါက်နေရာမျိုးတွေရှိနိုင်တယ် uh one morning they were appear in the grass အနောက်ခင်းမှာတော့သူတို့မြခင်း နော်မြက်ခင်းပြင်းထဲမှာသူတို့တွေအာပွင့်ဖက်လေးတွေကပေါ်လာပြီးတော့ and by night ညဘက်မှာဆိုရင် they would have faded peacefully away သူဘာသူအေးချမ်းချမ်းပဲအာဒီရွက်ကလေးတွေကပေါ့နော်ဒီမှိန်သွားတယ်ပေါ့နော်ပျောက်ွယ်သွားတယ်အာမရှိတော့ဘူးပေါ့နော် but one day ဒီနေ့မှာတော့ from the seat belong from no one knew where ဘသူမှဘယ်နေရာကလဲဆိုတာကို မသိတယ်ပေါ့နော်ဘယ်နေရာရောက်လာမှန်းဆိုတာကိုမသိရဲ့အစစ်တစေပေါ့စစ်တစေကဒီအစစ်တစေကနေပြီးတော့မှ and new flower had come up ပန်းပွင့်လေးအစ်စ်လေးတပွင်ပေါ်လာတယ် and the little prince had watched very closely over this small sprout တော့မင်းသားလေးကဒီမြောင်လေးပေါ့နော်ဒီထွက်ခါစအဖူလေးအမြောင်လေးကိုသူအနီးကပ်ကြည့်ခဲ့တယ် which was not like any other small sprout on his planet သူ့ချိုပေါ်မှာရှိရတဲ့ချာဒီ ထွက်ခါစားအဖူးလေးတွေအညံ့လေးတွေနဲ့မတူတဲ့ပေါ့နော်ဒီအာဒီပန်းပွင့်အဖူးလေးကိုသူကြည့်ရပေါ့ it might you see uh have been a new kind of biobab သူထင်တာကတော့အော်ဒါ biobab အမျိုးအစားအစ်စ်တစ်ခုပဲဖြစ်လိမ့်မယ်ထင်တယ်ပေါ့နော်ဒီပင်ပေါက်လေးတွေပေါ့နော်အလိုမျိုးလေးသူကအာထွက်လာတာပဲဖြစ်မယ်ဆိုပြီးတော့နော်ထင်ကောင်းထင်နိုင်တယ် the shrubs on stop growing အဲ့တော့ဒီခုနက shrub shrub ဆိုတာခြုံပုတ်လေးတွေကိုလည်း shrub လို့ပြောတယ်အဲ့တော့ခြုံပုတ်လေးတွေကမကြမ်းမီမှာပဲကြီးထွားတာကိုရက်တန့်သွားတယ် and began to get ready to produce a flower ပန်းပွင့်လေးတစ်ပွင့်ဖန်တီးပေးဖို့ပေါ့နော် produce လုပ်ပေးဖို့အတွက် ready ဖြစ်နေခဲ့တယ် the little prince who was present at the first appearance of a huge bat အဲ့တော့ bat ကအဖူးပေါ့အဲ့လိုအဖူးကြီးတစ်ခုပန်းအဖူးပေါ့နော်အဖူးကြီးမားတဲ့အဖူးတစ်ခုကို ထွက်ပေါ်လာတာပထမဦးဆုံး worst present ပေါ့နော်ဒီတွေ့ရှိရတဲ့မြင်တွေ့ရတဲ့မင်းသားလေးရ fair at once that ချက်ချင်းပဲဗာခံစားလိုက်ရတယ်ဆိုရင် sense source or uh, miraculous apparition must emerge from it အဲ့တော့ဒီစကားလုံးလေး apparition ဆိုတာဒီပုံမြင်လေးရဲ့ရှေ့ဆုံးမှာပါတယ်เนาะအဲ့တော့ miracle ကလာတာ miraculous incredible amazing extraordinary တော့မယုံကြည်နိုင်တော့အန်ဩစရာကြီးကောင်းနေပေါ့နော် miraculous apri apparition ဆိုတာ appearance emergent ထွက်ပေါ်လာတဲ့ထွက်ပေါ်လာမှုပုံပန်းသက်တမ်းပေါ့အဲ့တော့မယုံကြည်နိုင်တော့လှပနေတဲ့ဒီပေါ်ထွက်လာတဲ့ဒီအမျိုးအစားလေးက mass emerge from it အဲ့ဒီခုနပြောတဲ့ but အဖူးကနေပြီးတော့ပဲပေါ့နော်ပေါ်လာလိမ့်မယ် but the flower was not satisfied to complete the preparation for her beauty ဒါပေမဲ့အဲ့ဒီပန်းကအခြေနဲ့ဖူး to complete the preparations for her beauty in the shadow of her green chamber အဲ့တော့အစိမ်းရောင်အခန်းလေးပေါ့နော်အစိမ်းရောင်အခန်းလေးကနေခန်းလေးကနေသူ့ကိုအုပ်မိုးထားတဲ့ shelter အကာအကွယ်တွေမှာသူ့ရဲ့လှပနေတဲ့အာဒီသူလလပပလေးဖြစ်နေရတာကိုသူကပေါ့နော်အဲ့လိုမျိုးပြည့်ပြည့်စုံတယ်လို့သူခံစားရဘူး she chose her colors with the greatest care သူကနော်ဒီတိုင်းပဲပြပြပြပွင့်လာတဲ့ပန်းမဟုတ်ပဲနဲ့တိတိချာချာဂယူဆိုင်မှုတွေ with the greatest care တွေနဲ့သူမရဲ့အရာလေးတွေကိုတခြားရွေးခဲ့တယ်။ she and uh, what is she dress herself เนาะ she dress herself slowly ဆိုတော့သူပန်းလေးอ่ะသူ့ကိုယ်တိုင် သူ့မကိုယ်တိုင်တော့อ่ะဖြည်းဖြည်းလေးနဲ့ဘယ်လိုပြောမလဲဒစားဆင်နေလှလှပပအဆင်ရင်ခဲ့တယ်ပေါ့เนาะသူ့ကိုယ်သူ dress herself slowly uh, she adjusted her paddles one by one သူရဲ့ပွင့်ဖက်လေးတွေကိုတစ်ဖက်ပြီးတစ်ဖက်အလို adjust နော်လှအောင်လို့ညှိအညှိယူပြီးတော့မှာပေါ့နော်သူကဘန်းလေးရတဖြည်းဖြည်းနဲ့ထွက်လာတယ် she didn't wish to go out into the war or rampant or rampant rampant ဆိုတဲ့အဓိပ္ပာယ် rampant ဆိုတာဒီ messy chaotic and tidy အဲ့တော့ဖြစ်တယ်လို့နော်ကြုံတယ်လို့ messy ဖြစ်နေတာ chaotic ဘယံပတာတွေဖြစ်နေတာ and tidy ဖြစ်နေတာအဲ့လိုပုံစံမျိုးတွေနဲ့ all rampant နဲ့နော်ဖြစ်တယ်လို့ तू ကကမ္ဘာလောကကြီးရဲ့ तू ကမရောက်လာခြင်းဘူးပေါ့နော်ပန်းလီယာ तू လောကမှာသူ့ကိုသူလှလှပပပြင်ဆင်ပြီးတော့ပန်းပွင့်ဖက်လေးတွေရာစတစ်ဖက်ချင်းနော်ညီညာလေးဖြစ်အောင်လုပ်ပြီးတော့มาထွက်လာတယ် like the people peace people peace ဆိုတာကဘာပြောရလဲဆိုရင်ဒီမှာဒီသူတို့က trying to attract attention အတွက် attention ရဖို့ကြိုးစားတာပေါ့နော်ဒီ by pretending to be sexually interested in someone in a pleasant but not serious way ပြောရမယ်ဆိုရင်တော့အာဘယ်လိုပြောရမလဲကိုစက်အဲဒီတစ်စုံတစ်ယောက်ကိုဒီ sexually interest ဖြစ်လာစေဖို့ပေါ့နော် pretend လုပ်ပြီးတော့ဟန်ဆောင်ပြီးတော့အာဆွဲဆောင်တာပေါ့နော်ဆွဲဆောင်လဲဆိုတော့ဒီ new လေလို့ပြောရမလားเนาะအဲ့လိုနည်းနည်းပဲများတာပေါ့လေเนาะ in a pleasant but not serious so she greeted him with a a coquettish smile เนาะ a coquettish smile ဆိုတာလည်းဒီအောက်မှာပေးထားတယ် coquettish smile coquettish smile coquettish creature ဆိုတာကအဲ့လိုမျိုး new တာကိုပြောတာเนาะခုနကတော့ဒီဒီခုန free poppy ဆိုတာဘိန်းပန်းကိုပြောတာเนาะဘိန်းပန်းလေးဆိုတာပန်းမျိုးစာတစ်ခုပေါ့အဲ့တော့ coquettish smile နဲ့တော့ ညွတ်တူတူအပြုံးနေပေါ့နော်ဒီသူ့ကိုနှုတ်ဆက်လိုက်တယ် greeted him with a cocktail smile ဟောဒီစာကြောင်းလေးကိုပြန်ကြည့်အောင် like the fee poppy ဆိုဒီဘိန်းတန်းလေးတွေလိုမျိုးသူကကြုံတူထွက်လာတာမျိုးမဟုတ်ဘူးလောကကြီးလေးကိုပေါ့နော်အဲတလှလှပပထွက်လာတာ it was only in the full radiance of her beauty သူမရဲ့အလှပတွေကိုလောကအပြည့် radiant radiant ဆိုတော့ရှောင်းနေရှောင်းဆင်းနေတဲ့အပြည့်ဝနော်ထွက်လာတာ that she wish to afia သူပေါ်ထွက်လာခြင်းတဲ့ပုံစံတိုင်းလှပတွေကိုအစွမ်းဆုံး ပွင့်ထွက်ပြီးတော့ဗောနော်သူကထွက်လာတာ oh yes she was a concretist creator oh ဒီပန်းလေးကြည့်ရတာဗောနော်အလိုဆွဲဆောင်မှုအပြည့်ရှိတဲ့သဘောလေးပဲ and her mysterious adornment lasted for days and day အဲ့ mysterious လျှို့ဝှက်စမ်းကြဲတယ်တကယ်သူကတခြားပန်းနေနဲ့မတူဘဲနဲ့စမ်းကြဲတဲ့ adornment ဆိုတာက something decorative or the adorn decorating something or someone တခုခုက အလှကစားဆင်ထားတာကို adornment လို့ပြောတယ်။ဟာ mysterious adornment အဲ့တော့တကယ်ကိုဆန်းဆန်းကြဲကြဲနဲ့အလှကစားဆင်ထားအလှကစားတွေက last for days and day ကျပောင်းရပောင်းများစွာကြာတယ်ဆိုတော့သူကသူပန်းလေးကတစင်ချင်းပွင့်ထွက်လာတယ်အလှပတွေကတစင်ချင်းစနစ်တကျနဲ့စီစဉ်ပြီးတော့သူကပွင့်ဖက်လေးကထွက်လာတာပေါ့နော်အဲ့တော့ဒီစာပိုင်းလေးမှာလည်းနည်းနည်းသိစရာညားတယ် Mary Coolas apparition နော် miraculous ဆိုတာ incredible မြုံကြီးနိုင်လောက်အောင်လာတဲ့ appearance ပေါ့နော် apparition appearance လို့ imagine လို့ rampel all rampel ဆိုတာကလို့ကြုံတလို့ဖြစ်တလို့အဲ့ဒါကို rampel လို့ပြောတာနောက်တစ်ခုက free for be ဆိုတာကတော့ဘိန်းပန်းကိုပြောတယ်အာဒီ concatic creature ဆိုတာ attracting ပေါ့ဆွဲဆောင်မှုရှိတယ်လို့ပြောရမယ်နှစုံတယောက်ကိုအဲ့လိုမျိုးဒီအာညှို့ယူတဲ့ပုံစံမျိုးနဲ့ဆွဲဆောင်တာပေါ့နော် concatic adornment adornment ဖြစ်တာကတော့ decorative လုပ်ထားတာပေါ့နော်ဒစာဆင်ထားခြင်းဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အစဉ်အရင်တွေပေါ့အဲ့ဒါကိုပြောချင်တာ so ဘာဆက်ဖြစ်မလဲတော့ပန်းလေးပွင်ပွင်လာတာကိုသွားနော်ရှင်းထားတာ then one morning exactly at sunrise နေထွက်ချိန်မှာအတိကျပဲ she suddenly show herself အာနေလဲထွက်လာတော့သူ့ကိုယ်သူက show off လုပ်တယ်နော်သူ့ကိုယ်သူအဲ့မှာပွင့်ပွင့်ထွက်ထွားနေပန်းလေးကပွင်လာပြီပေါ့ဒီမှာအဖက်ဖက်လေးတွေနဲ့သူ့ရဲ့ပတ်တယ်စေးတစ်ချက်နော်တစ်ဖက်ချင်းနဲ့ဒီမှာထွက်လာတယ် And after working with all this pain, painstaking precision, she yuan and said, painstaking, painstaking ဆိုတာကเนาะသူကခက်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  extremely careful and correct and involving a lot of effort. တော့အားထုတ်မှုတွေအများကြီးပါတယ်။တကယ်ကိုဂယုတဆိုင်နဲ့စနစ်တကျနဲ့ပေါ့เนาะရှိတယ်။ it took months of painstaking research to write the book ဒီစာအုပ်ကိုရေးဖို့ကတကယ်ကိုချိန်နေကုန်เนาะတိတ်ချာချာအောင်မှအာထုတ်ထားတဲ့ research ပေါ့เนาะဒီဒီတနာတစ်ခုပေါ့နောက်တစ်ခုကဒီ precision ဆိုတာတော့တိကျမှုပေါ့เนาะအဲ့တော့ဒီလိုမျိုး PP ရောနဲ့ပွင့်လာတဲ့ပန်းတစ်ခုမဟုတ်ပဲနဲ့ဒီချာချာလေးကိုပေါ့နော်တကယ်ဥစနစ်တစ်ချာပြင်ဆင်ပြီးတော့မှဖြစ်ပေါ်လာတဲ့အတိအကျဖြစ်ပေါ်လာတဲ့ ပြီးပန်းလေးရနော်အဲ့လိုမျိုးလုပ်ပြီးရနောက်မှာတော့သူ့ကိုသူလောင်းဝပြင်ဆင်နော်လောကကြီးတွေကိုစနစ်တကျထွက်လာတဲ့အချိန်မှာတော့ she ran and smile နော်သူကငနဲ့တန်းလိုက်တာပေါ့တန်းပြီးသူကပြောတယ်အာ i i am scarcely away ငါပေါ့နော်ကျမကနိုးခဲ့တယ်တဲ့နော်ပန်းလေးကသူ့ကို scarcely away ဆိုကျမကဒီလိုမျိုးနိုးလာခဲ့တယ် i bet that you were excuse me ကျမဒီလိုမျိုးနိုးလာလို့ပေါ့နော် excuse me ကျမ နောက်ဆက်ဖြစ်သွားရဲဆိုရင်တောင်းပန်ပါတယ်ပေါ့နော်အဲကျမကိုခွင့်ထုတ်ပေးပါ my patterns are still or disarranged ကျမရဲ့ပွင့်ဖက်လေးတွေရာလည်းပဲညီညာနဲ့အဲ့လိုစီစဉ်အစီစဉ်မကြသေးဘူးပေါ့နော်ညီညာအောင်စီစဉ်နေရတော့ရှိသေးလို့ပါ but the little prince could not restrain his admiration အဲ့တော့မင်းသားလေးရာလေးပန်းလေးကိုတကယ်ကိုလေးစားဝါတာပေါ့နော်သူ့ရဲ့တကယ်ကိုစနစ်တကျနဲ့လှပပြီးတော့ထွက်လာတာကိုကြည့်ပြီးသူ့ရဲ့လေးစားမှုကိုသူက ဒီမပြလည်းမနေနိုင် Oh how beautiful you are เนี่ยဘယ်တော့လာလဲပေါ့เนาะပန်းလေးကိုသွားပြောတော့ Am I not the flower responded sweetly တော့ပန်းလေးကဒါချွတ်ချွတ်တားလေးနဲ့ပြန်ပြော Oh မလှပါဘူးလှလို့လားမလှဘူးမဟုတ်ဘူးလား And I was born at the same moment as the sun အာနေနေထွက်လာတယ်ပေါ့เนาะဒီကဒီတပြိုင်တည်းမှာကျမကိုလည်းမွေးခဲ့တာပေါ့ The little prince could guess easily enough that she was not any too modest အဲ့တော့မင်းသားလေးကနည်းနည်းရှိတ်မိလိုက်တယ် she was not too modest သိပ်ပြီးတော့မယိုးသားဘူးပေါ့နော် modest ကကြတော့ဒီအာရိုးရိုးရှင်းရှင်းဖြစ်တာယိုးသားဆိုတော့ but how moving ဒါမဲ့လေပေါ့ဘလောက် moving ဖြစ်တယ် attract attracted တော့ဖြစ်တယ် exciting လည်းဖြစ်တယ် she was နော်ဘလောက် exciting ဖြစ်လဲ attracted ဖြစ်လဲနည်းနည်းစကားပြောတာကညုကညာနဲ့ဗာလဲကညုကညင်နဲ့သိရမလားအဲ့လိုကျမကနေမင်းထွက်လာတဲ့သူကျမကလည်းမွေးလာတာဆိုတော့ ပုံမှန်မဟုတ်ဘူးပြောတာပေါ့နော်အာ I think it's time for breakfast she added an instant later အဲ့တော့ခဏနေရသူကထပ်ပြောတယ်အိုးဒါမနေ့စာစားရမယ့်အချိန်ပဲ if you will have the kindness to think of my needs ကျမရဲ့လိုအပ်ချက်တွေကိုစဉ်းစားမိဖို့ကျေနပ်တတ်တယ်ဆိုရင်ကျေနပ်တရားရှိတယ်ဆိုရင်ပေါ့ဟဲ့စကားခေါ် and the little prince completely a piece အဘိဆိုတဲ့အထိပ္ပယ်ကအဘိဆိုတာ embarrass နဲ့ embarrass တို့ ashamed တို့နဲ့အတူတူပဲ။အော်မင်းသားလေးကနည်းနည်းရှက်သွားလုံးဝအဲ့လိုနည်းနည်းရှက်သွားတာပေါ့နော်။အဲ့ဒါနဲ့သူ want to look for a sprinkling can of fresh water အဲ့တော့နော်ရှီချိုလေးတွေ fresh water ကြီးရှိတဲ့ဒီဒီဒီရှီပုံးလေးနော်ဒီရေဖြန်းတဲ့ပေါ့နော် spring can လေးကိုသွားပြီးတော့ရှူလေ so he tended the flower ပန်းလေးကိုရှီရတယ်ပေါ့နော်ပန်းလေးကိုရှီရပြီးတော့သူလာမိလိုက်တယ်။ဒါကတော့ this is a breakfast for the flower ကဲအဲ့တော့ဗန်ဒီကိုသူရေလောင်းပေးနေရမက်ဆာချွေးနေရပေါ့နော် so too she began very quickly to torment him with her vanity torment torment ဆိုတဲ့စကား torment ဆိုခုန severe physical and mental suffering အဲ့တော့ဒီပြင်းထန်တဲ့စိတ်ရောလူရောအာခံစားမှုပေါ့နော် severe suffering အာ she began she began very quickly to, to ထောမန်ဟင်ဝေဟာဗနတီဗနတီဆိုသူမရဲ့ပန်းလေးကသူမရဲ့မာနာပေါ့နော်မာနာလေးဂုံပြိုင်မှုတွေနဲ့အာမင်းသားလေးကိုစိတ်မသက်မသာဖြစ်စေတယ်ပေါ့နော်မင်းသားလေးကိုအဲ့လိုစပြီးတော့ပေါ့နော်ဒီစိတ်မသက်မသာဖြစ်အောင်လို့စပြီးတော့ပြောတယ်အာဒီခံစားရအောင်စလုပ်တယ်ပေါ့လေ which was if the true ပြီးတော့မှန်တရားသာဖြစ်မယ်ဆိုရင် a little difficult to deal with ပေါ့နော်ပြောရမယ်ဆိုရင်ပေါ့မှန်တမ်းပြောရမယ်ဆိုရင်နည်းနည်း deal with ဒီပန်းလေးနဲ့ဆက်ဆံရတာနည်းနည်းခက်တယ် one the for instance ဥပမာပေါ့ဒီနေ့မှာ when she was speaking of her four tones ပန်းကဒီပန်းလေးကသူမရဲ့ဒီအဆူလေးလေးခုပေါ့နော်သူမအဆူလေးလေးခုရှိရဲ့အကြောင်းပြောနေတဲ့ချိန်မှာ she said to the little prince let the tigers come with their claws အဲကြားတွေပေါ့နော်သူတို့ရဲ့ဒီ claws ဆိုတာပန်းလေး toes the claws တွေနော်ဒီခြေအဲခြေချောင်း clause ကအစွဲတွေနော်ဆွဲဆိုမှာမဟုတ်6တော့6တော့6တော့မှာရှိတဲ့ဟာကိုဘာဘာလို့ခေါ်တာလဲ clause ကအဲခြေသက်လက်သက်တိရစ္ဆာန်တွေခြေသက်လက်သက်တွေလီ clause တွေလီအဲ့ clause တွေနဲ့ပေါ့နော်ကျမရှိဘူးအာလာချပါစေတဲ့အဲသူကမကြောက်ဘူးပေါ့နော်ကျမမှာဒီဆူလေးခုရှိတယ်ပေါ့မကြောက်ဘူးပေါ့တဲ့ no tigers on my planet the little prince objective တိုင်ကားတွေမရှိပါဘူးတဲ့ငါရေချုံမှာပေါ့ and anyway tigers do not eat wheat မြက်ဘာပဲဖြစ်ဖြစ် tigers တွေကလည်းဒီ wheat လေးတွေကိုမစားပါဘူး wheat ဆိုတာပေါင်းပင်လေးတွေเนาะပေါင်းပင်လေးတွေကို wheat လို့ခေါ်တာ wheat လေးတွေကိုမစားပါဘူးတဲ့ i'm not a wheat the flower replied sweetly ဒီမှာ wheat မဟုတ်ဘူးလေ please excuse me i'm not all afraid of tigers he went on ဆက်ပြောတယ်ဒီမှာ tiger တွေကိုမကြောက်ဘူး but i have a horror of giraffe i suppose you wouldn't have a screen for me ဒါပေမဲ့ပေါ့เนาะ တဲကားတွေတော့မကြောက်ပါဘူးတဲ့ဒါပေမဲ့ပေါ့နော် i have a i have a horror or drop drop ဆိုတာလေးသိလား cold wind ပေါ့နော်ဒီလေအေးအေးကိုပြောလေတအားတိုက်တယ်လေတအားတိုက်တဲ့ဒုက္ခကိုတော့ကျမကြောက်တယ်ပေါ့နော် i have a horror or drop i suppose you wouldn't have a screen for me ကျမအတွက်ဒီ screen အကာလေးတစ်ခုခုပေါ့နော်အဖုံးလေးအကာလေးတစ်ခုခုမရှိဘူးလားတဲ့ မရှိဘူးလို့ယူဆရပေါ့ a whole lot drop that is bad luck for the plan อืมအပင်တပင်အတွက်ကတော့ဒါကန်ဆိုးခြင်းပဲပေါ့နော်ဒါဒီမုန်တိုင်းတိုက်ဝိုင်းလေးတိုက်ဝိုင်းသူကလွင့်သွားမှာလေ remark the little prince and added to himself this flower is a very complex creature ဒီ band တော်လေးကို complex ရှုပ်ထွေးတဲ့တော်ပါပဲတဲ့ at night i want you to put me under a glass globe ။များပဲကြာရင်တော့ကျမကိုနော်ဖန်ဖန်လုံးလေးထဲမှာပေါ့နော်ဒီဖန်ဖန်အိမ်လေးထဲမှာကျမကိုထည့်ထားစီခြင်းနဲ့ is very cold where you live အာရှင်နေတဲ့နေရာတအားအေးတာပေါ့နော် in the place i came from ဒီမှာဆိုရင်ကျမကဘယ်ကနေလာတာဆိုပြီးတော့စကားကိုပြီးအောင်မပြောလိုက်အောင် but she interrupted herself at the point နော်အဲ့အဲ့နေရာမှာသူရှက်လိုက်တယ်ပေါ့နော်စကားကိုဖြတ်ပြောလိုက်တယ် she had come in the form of a sea သူမကတကယ်တော့အစ်စ် အစ်စ်ပုံစံနေပြီးတော့ဖြစ်လာတာပဲလေတဲ့နော်အဲ့တော့ she could not have known anything or any other walks တခြားကဘာကြီးရှိရဆိုတာလေသူမှမသိနိုင်ဘူး uh empress over having let her set be cough on the bed top said that nif and true she coughed two or three times ရှယ်ရန်ရန်ဝါပေါ့နော်အဲ့တော့သူရှက်သွားတယ်ကျွန်မကဘယ်ကနေလာတာဆိုတာကိုပြောရမယ့်အချိန်မှာပဲသူကရှက်သွားတယ်။အဲ့လိုရှက်သွားလို့ over having let herself be cough on the bed top on the bachelor ဆိုတာ very near to doing or experiencing something အာလောက်ခံနေဆက်ဆက်ဖြစ်သွားတာပေါ့ she was on the bachelor saying something တခုခုပြောတော့မလို့ but stop and shoot his hat နော်ကောင်းခါလိုက်တယ်မပြောတော့ဘဲနဲ့အဲ့လောက်ခံနေ session nif and to ဒီလိုမျိုးခတ်တုံးတုံးအာမမှန်တဲ့အရာတခုကိုပြောတော့ ပြောကန်နေဆဲဆဲမှာပေါ့နော်ဒီလိုဖြစ်သွားတဲ့အတွက်သူကရှက်သွားပြီးတော့ shake off uh 2 or 3 times နော်နှစ်ခါသုံးခါလောက်ချမ်းဆိုးပြလိုက်တယ် in order to put the little prince in the round နော်အဲ့တော့မိသားလေးကမှားတယ်ဆိုတာမျိုးပေါ့သူချပြချင်းလို့ပေါ့ the screen ငါချောင်းပြောင်းလိုက်တာပေါ့လေပြောရမယ်ဆိုရင်ပြင်မလား the screen i was just going to look for it screen oh i was just looking to uh going to look for it when you spoke to me meaning ်ကျွန်တော်စကားပြောနေတဲ့ချိန်မှာပေါ့နော်သွားရှာသွားရှာသွားရှာခဲ့မယ်ပေါ့ so then she forced her cover little more uh plainly သူ့ကိုသူချောင်းထွက်ဆိုးလိုက်တယ် so that she could suffer from remorse just the same အဲ့တော့ remorse remorse ဆိုတာပါလေ remorse ဆိုတာ a feeling of sadness and being sorry for something you have done အဲ့တော့မင်းလုပ်လိုက်တဲ့တစ်ခုခုအတွက်သူက one day ဝါတာလို့စိတ်မကောင်းဖြစ်သွားတဲ့ခံစားမှုပေါ့ he felt no remorse for the matters he had committed အဲ့တော့ तू commit तू ကျူးလွန်လိုက်တဲ့ matters တွေအတွက် तू ကလုံးဝခံစားမှုမရှိဘူးဆိုတဲ့เนาะမဝမ်း ဝမ်းနည်းမှုမရှိဘူးပေါ့အဲ့တော့ဒီမှာဒီလိုမျိုးဝမ်းနည်းမှုကိုခံစားခံစားရတယ်ဆိုတာမျိုးဖြစ်အောင်လို့ထပ်ပြီးတော့ချောင်းနောက်တစ်ခေါက်ထပ်ဆိုးပြလိုက်တယ်ဟွန်းဆိုပြီးတော့ချောင်းဆိုးပြီးတော့နော်သူသူရဲ့ဝေဒနာကိုပြတာပေါ့ So the little prince inspired all, all the cook where that was inseparable from his love has song come to dub ha တော့မင်းသားလေးကဒီမှာမင်းဘက်ကလာတယ် has song come to dub ha မောက်တန်တရားဖြစ်လာပြီ ဘာလို့လဲ inspire all the good world ကောင်းတဲ့အရာတွေက good world that was inseparable from his love သူ့ရဲ့ချစ်ချင်းမြတ်တာကနေပြီးတော့ခွဲခြားလို့မရပါမယ်ပေါ့နော်ဒီကောင်းခွဲခြားလို့မရတဲ့ကောင်းတဲ့အရာတွေရှိပေမဲ့လေသူကပန်းလေးကိုချစ်တယ်ပန်းလေးကိုအာဒီတံမိုးထားတယ်အဲ့လိုမျိုးအရာတွေရှိတော်လဲပဲပန်းမင်းသားလေးကနည်းနည်းတော့ဘယ်လိုပြောမလဲပန်းလေးကိုတန်တရားဝင်လာတယ်ပေါ့နော် he had taken seriously was သူကစကားလေးကိုတိတိကျကျခရူးတိုက်ပြောပြီးပြီး which were without important and it made him very unhappy ဒါပေမဲ့အရေးမပါသလိုမျိုးဖြစ်နေတဲ့စကားတွေကိုပေါ့နော် तू ကတိတိကျကျကို तू ပြောနေရတယ်ပေါ့ဘာမှမဟုတ်တဲ့စကားတွေကို तू ကအရေးယူလို့ပြီးတိတိကျကျကိုရှင်းပြပြီးပြောပြနေရတယ်ပေါ့နော်အဲ့တော့ it made him very unhappy तू မပြောစေတော့ तू မပြောတော့တဖြည်းဖြည်းနဲ့ i ought not to have listened to her ကျွန်တော် तू မဒီပန်းလေးပြောတာတွေကိုလိုက်နားမထောင်ခဲ့တဲ့ဘူးပေါ့နော်ဒါပေမဲ့ have listen နားထောင်မိလိုက်တယ်ပေါ့ he confide to me one day ဒီနေ့မှဒီအဦးလေးရပြောနေတာကျွန်တော်ကိုမင်းသားလေးရဝန်ခံတယ် one never ought to listen to the flowers လူတယောက်က ပန်းနေပြောတာကိုနော်ဘယ်တော့မှနားမထောင်သင့်ဘူး one should simply look at them သူတို့ကိုရေရွရှင်းရှင်းလေးပဲကြည့်တင်တယ် breathe their fragrance သူတို့ရဲ့အနက်နော်ပန်းလေးရဲ့အနက်လေးကိုရှူတင်တယ်ဒီလောက်ပဲ my perfume all my planet နော်ဆိုတော့ ဒီသူ့ရဲ့ဂျိုလေးပေါ်မှာလဲပေါ့နော်မွေးနှမ်းသက်လေးတင်ရှားအောင်လောက်ပဲ but i did not know how to take pleasure in all her grace ဒါပေမဲ့သူမရဲ့ဒီပန်းလေးရဲ့ grace စက်တရီအလှအပတွေကိုနော်ဒီခံစားဘလို့ခံစားရမယ်ဆိုတာကျွန်တော်မသိခဲ့ဘူး this day of clause which disturbed me so much should only have filled my heart with tenderness and pity အော်ဒီဟာက ခလောစွာခုနတိတ်ဆန်နေရဲ့ခြေသက်လက်သေးဆိုတော့ဆုရှာရယ်ပေါ့နော်နာကျင်စရာကောင်းတဲ့ဒီဇလန်းကကျွန်တော်အများကြီးအနှောက်ရှက်ပေးလိုက်တယ်ဒီနာကျင်စရာကောင်းတဲ့ဇလန်းက show only have fame my heart ကျွန်တော်ရဲ့နှလုံးသားကို with tenderness and နူးညံ့မှုတွေတနာမှုတွေနဲ့ပြည့်သွားစေခဲ့တယ်ပေါ့နော်ဒီအာဒီ ီပုံမြင်လေးရပေါ့ဒီပုံမြင်လေးရဆိုတာပန်းလေးနဲ့တွေ့တယ်ပန်းလေးကိုပန်းလေးကသူ့ကိုပေါ့နော်အဲ့လိုမျိုးဂယူဆိုင်ဖို့လေးပြောတဲ့ခါမှာသူ့နှလုံးသားနူးညံ့သွားတယ်ပေါ့လေ and he continue his confidence သူချက်ပြီးတော့ဝန်ခံတယ် the fact is that အဲ့တော့အဓိကအချက်ကတော့ i did not know how to understand anything ဘယ်ရာမစို့ကိုဘလို့နားလည်ရမင်းဆိုတာကျွန်တော်မသိခဲ့ဘူး i ought to have judged by deeds and not by walks by deeds လောက်ရက်တီလောက်ရက်တီခပဲเนาะလောက်ရက်တီဒုတိယရဲ့လောက်ရက်တီကိုပဲပေါ့เนาะသူကအကဲဖြတ်တင်တာ not fine walk walk သူရဲ့စကလုံးတွေကိုကြည့်ပြီးတော့အကဲမဖြတ်တင်ဘူးအဲ့တော့အခုတော့ပန်းလေးရဲ့စကလုံးတွေကြားရဲမှာပေါ့เนาะသူဘာလိုက်လုံးမိမှန်းမသိဘူးလိုက်လုံးခဲမိရဲ့ပေါ့သူရဲ့ action ကိုမကြည့်ပဲနဲ့ပေါ့เนาะအဲ့တော့စကလုံးတွေကနေပြီးတော့ judge မလုပ်သင့်ဘူးပေါ့နော်အဲ့တော့သူ့ရဲ့လောက်ရက်တီနော်လောက်ရက်တီခါပဲလောက်ရက်တီဟုတ်ပဲလောက်ရက်တီချောင်းပဲဒီသူတယောက်ကို judge လုပ်သင့်တာ she cuts her fragrant and her radiant over me ဒီပန်းလေးဟာသူ့ရဲ့အလှပသူ့ရဲ့အာဒီအမွှေးရနဲ့နေနဲ့သူ့ရဲ့ဒီ radiance နော်ဒီအာလှပတဲ့အလင်းတန်းတွေကိုကျွန်တော်ပေါ်ကိုဖြာချစေရပေါ့နော်ကျွန်တော်ဆွဲဆောင်တယ်မသူ့ရဲ့အလှပတွေနဲ့ I would never to have run away from her ဒီတော့ကျွန်တော်သူမရှိရနေပြီးရော way you ရေးမလာသင့်ပါဘူး I ought to have girls or the affection that lay behind her poor little strategic strategies strategy strategy jam ဆိုတာက carefully plan way of achieving or dealing with something ဆိုတာတခုခုနဲ့တေးချာချာလေးပတ်သက်ဆက်နွယ်တာပေါ့เนาะပတ်သက်ဆက်နွယ်တဲ့ဒီတခုခုရဖို့တေးချာချာလေး စီစဉ်ထားတဲ့အစီအစဉ်လေးပေါ့မှာ strategy ကနေလာတာเนาะ strategy gems အဲ့ဒီဒီ how poor little strategy gems ဒီနင်းစီပန်းလေးရဲ့ပေါ့သူ့ရဲ့နီးနီးဖြူဟာလေးအစီအစဉ်လေးရဲ့နောက်မှာရှိနေတဲ့ affection ချစ်ချင်းမြတ်တာတရားတွေကိုမှန်းကြည့်လိုက်တင်တာဒါပေမဲ့အဲ့လိုလေးမမှန်းခဲ့ဘူးသူထွက်လာခဲ့တယ် flower ဆာ so inconsistent ပန်းတွေက consistent လည်းမရှိပါဘူးတဲ့เนาะအများတန်းသူကဒီ consistent ဆိုတာကတ အတတမှတ်ထဲရှိတာတတမှတ်ထဲလည်းမရှိပါဘူး but i was too young to know how to love ဟာကျွန်တော်ကဒီပန်းလေးကိုဘယ်လိုချစ်ရမလဲဆိုတာကိုသိဖို့ကတအားငယ်သေးတယ်လေကျွန်တော်လည်းမသိဘူးပေါ့နော်အဲ့တော့သူကပန်းလေးကိုသူကဆစ်ဆောက်ဆုံးတော့သဘောကျတယ် admire ဖြစ်တယ်ချစ်ခင်မြနိုးတယ်အဲ့တော့နော်ဒီဂယူးစိုက်နဲ့လိုက်လုပ်ပေးရဒါပေမဲ့ပန်းလေးကနည်းနည်းအဲသူ့ကိုယ်သူပေါ့နော်သူကအထာပေးခြင်းတဲ့အခါကျတော့ငါ့ကိုဒါလုပ်ပေးအောင်နော်ဟိုဖန်အာဒီ glass globe လေးအောက်မှာငါ့ကိုထားပေးအောင်ပေါ့နော်သူက ပန်းလေးကမယိုးသားဘူးလို့သူခံစားရတယ်တခုဆိုရင်ငါဘယ်ကလာတာဆိုတော့ဘောနော်တကယ်တကယ်တော့ तू ကစိတ်တစိတ်ကနေရောက်လာတာပဲဘောနော်အဲ့လိုမျိုးမယိုးသားလို့ခံစားရခြင်းမှာ तू ကအရင် complex creature လေးဖြစ်တယ်ဆိုပြီးတော့ပန်းလေးရှိတဲ့နေရာကနေ तू ထွက်လာခဲ့တာဘောနော်အခုကြတော့မှ तू ကသူ့ရဲ့လောက်ရက်တီချောင်းပဲသူ့ရဲ့လောက်ရက်တီကိုပဲ judge လုပ်တင်တာစကလုံးတွေကိုကြည့်ပြီးတော့ judge မလုပ်တင်ဘူးဘောနော်ပြီးတော့လည်းဒီပန်းလေးရဲ့အဝေးကနေငါထွက်မလာသင့်ပါဘူးဆိုတော့ तू ကသူ့ရဲ့ခံစားမှုကရောပြွန်းနေရပါဘောနော် तू ကအာ ပန်းလေးကိုလည်းသူကတစ်ဖက်ကတတိတရားရှိတယ်တွေ့တာမှုရှိတယ်တခြားတစ်ဖက်ကကြတော့လေသူလှုပ်လိုက်တာမှားသွားပြီလားပေါ့နော်ပြီးတော့ဒီမယုံရဲဘူးပေါ့နော်အဲ့တော့ I was too young to know how to love her ဘလို့ချစ်ပေးရမယ်ဆိုတာနားမလည်ခဲ့ဘူးတကယ်တော့သူရဲ့လှပလေးကိုခံစားသူရဲ့အမွှေးနံလေးကိုချူချိုက်ပြီးတော့ပေါ့နော်ဒီအဲသူ့ချိုလေးပေါ်မှာအေးချမ်းချမ်းနေရတယ်နေထက်တယ်လို့နေရပါမယ်မနေထက်ပဲနဲ့သွားပြီးတအားခံစားလိုက်တဲ့အခါကျတော့ သူကရှင်နနာနဲ့ပဲပန်းလေးရှိတဲ့သူ့ချိုလေးရနဲ့ပြီးတော့ထွက်လာခဲ့တယ်။ဆိုတော့အဲ့လိုမျိုးတစုံတဆပေါ်လာပြီပေါ့နော်မိန်းကလေးကပြပြနေတာ။ဒါပေမဲ့သူအဲ့ပန်းလေးကိုလည်းတန်အောင်ဆင်ရှိတယ်သတိကတော့ရနေသေးပဲ။ဒါပေမဲ့လည်းပန်းလေးက inconsistent ဖြစ်ပါတယ်ဆိုပြီးတော့လည်းတစ်ဖက်ကလည်းပြောနေတော့မယ်ပေါ့နော်။ Okay အဲ့တော့ဒီထိရောက်သွားပါပြီ။ဆိုတော့ဒီနားလေးမှာဆက်ပြီးတော့အဲဒီနားလေးမှာချက်ထားကြမယ်နော်။နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်။ကျေးဇူးတင်ပါတယ်။